DPP ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။စကိုင်းတိုင်းတပေးမြို့နယ်အနောက်ချမ်းမှရှိတဲ့အိုထိန်တွေမြောက်ရွာကစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကမေလ12ရက်မနက်9နာရီခွဲမှာလေရင်နဲ့ပုံကျဲခဲ့တဲ့အတွက်သေဆုံးသူ22ယောက်ရှိသွားပြီလို့မနေ့ညနေ9နာရီအထိ DPP ကလက်ခံရရှိတဲ့အချက်လက်တွေအရသိရပါတယ်။မိထီလာရှန်ဒဲလီတပ်ကနေတက်လာတဲ့ Jet Fighter မျိုးစားလေရင်ဟာတပ်ပွဲဖြစ်ပွားတာမရှိဘဲစာတင်ကျောင်းကိုပုံကျဲချသွားခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ ဂရနီပြည်နယ်လွိုက်ကော်မြို့ဒေသခံပြည်သူကာကွယ်တပ်လွိုက်ကော် local PDF တပ်ရဲ့အမှတ်3ရဲဘော်2ယောက်ဟာမေလ12ရက်နေ့ကကြာဆုံးခဲ့ရတယ်လို့တပ်ရင်းကထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ကစစ်ကောင်စီရဲ့တန်လေးစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA ပူးပေါင်းတပ်ကစခန်းသိမ်းတိုက်ပွဲဆင်နွှဲနေလို့စစ်ကောင်စီဘက်ကတိုက်လီရင်နဲ့အနီးနားဝန်းကျင်ကိုလာရောက်ဗိုလ်ကျဲခဲ့ပြီးပြည်သူတွေရဲ့အိမ်တွေပျက်စီးခဲ့တယ်လို့သိရပါတယ်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။